ဆင်လာပါရှင်ဒီနေ့ပြဆက်မာရန်တင်ချခန်းလေးကနံပါတ်6ကိုဆက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်နံပါတ်6ကညာဘက်ရှိပြထားသောပုံတွင်ဒေါဝါစုကန်တော်ပုံအပေါက်တစ်ခုရှိသည်ထိုပုံ၏အတုတွေကိုရှာပါဒီမှာဒေါဝါစုကန်တော်ပုံထဲမှာဒီမှာအပေါက်တစ်ခုရှိအဲ့ဒီအပေါက်ကိုဆရာမတို့ကအပေါက်တစ်ခုရှိတယ်ဒါပေမဲ့ကိုကဒီဒေါဝါစုကန်တော်ရဲ့ဒုတွေကိုရှာတယ်ဒါဆိုလို့ရှိရင်ဘယ်လိုရှာမလဲ အဲ့တော့ကျွန်တော်စဉ်းစားကြည့်မယ်စဉ်းစားကြည့်တဲ့အခါမှာပုံဤတုတယ်ဆိုပြီးရေးလိုက်မယ်အရင်ဆုံးဟုတ်ပြီနော်အဲ့တော့ဆရာမဒီမှာပဲရှင်းပြပါတော့မယ်ပုံဤတုတယ်ပုံရဲ့တုတယ်ကိုလိုချင်လို့ရှိရင်ဒီမှာရှိတဲ့ဒေါမန်စတုကန်တုံးအကြီးဒေါမန်စတုကန်တုံးအကြီးကနေပြီးတော့ဒီအပေါက်ကလေးရဲ့တုတယ်ကိုနှုတ်ပလိုက်လို့ရှိရင်ကျွန်တော်ဒီပုံရဲ့တုတယ်ကိုရမယ်ပေါ့နော်အဲ့တော့ဒေါမန်စတုကန်တုံးအကြီးရဲ့တုတယ်ဆိုတာဒီတစ်ခုလုံးပဲဒီအပေါက်တွေပါလေမပါပဲနဲ့ ဒီတစ်ခုလုံးရဲ့ဒုတွေကိုရှာမယ်အဲ့လိုရှာပြီးတော့မှဒီအပေါက်ရဲ့ဒုတွေကိုနှုတ်လိုက်မယ်အဲ့ဒါဆိုလို့ရှိရင်ပူလိုချင်တဲ့ပုံရဲ့ဒုတွေဒီအပေါက်ပါတဲ့ပုံရဲ့ဒုတွေကိုရှာသွားမှာဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ဆရာတို့အရင်အဆုံးဒီ document token တုံးအကြီးရဲ့ဒုတွေကိုရှာလိုက်မယ်သူ့ရဲ့အလျားက30အနှံက8အမြင့်က3ရမယ်နော်အလျား30အနှံက8အမြင့်က3အဲ့တော့သူ့ကိုရေးလိုက်မယ်အလျား30အနှံက8 အမြင့်ကတော့အဲ့ဒီကနေပြီးတော့ဆရာမတို့ဘာအောင်နှုတ်မလဲဆိုတော့ဒီအသေးလေးကိုနှုတ်မယ်ဒီအပေါက်ရဲ့ဒုတဲ့ကိုနှုတ်လိုက်လို့ရှင်ရပုံရဲ့ဒုတဲ့ကိုရသွားပြီအပေါက်ရဲ့ဒုတဲ့ဘယ်လောက်လဲဒါက၄စင်တီမီတာဒါက၄စင်တီမီတာဟုတ်ပြီနော်ပြီးလို့ရှင်သူ့ရဲ့အမြင့်ဒီအမြင့်ကကျတော့ဒီအတိုင်းပဲ၃စင်တီမီတာ အဲ့တော့သူ့ရဲ့အလျားက၄အနံက၄အနှံ့ကတော့အပေါက်ဆိုတာကဒီမှာဒီကနေပြီးတော့ဒီထိပဲပေါက်မှာပဲဟုတ်ပြီနော်အဲ့ဒီခါကျတော့သူ့ရဲ့အမြင့်ကလည်းဘယ်လောက်ရှိမလဲဆိုတော့၃ရှိမယ်ဒီတော့ရေးလိုက်မယ်အလျား၄အနံ၄အမြောက်အမြင့်က၃ဟုတ်ပြီဒါကိုဆက်မလို့ရှင်းလိုက်မယ်38 480 83 24 240အနှုတ်၄၄၄၆16 3 48အဲ့တော့သူ့ကိုနှုတ်လိုက်တော့ flavor ဒီမှာညီမအချင်းထိုးမယ်နော်ဆက်မလေးဘက်မှာရေးလိုက်မယ်192ခုပါစင်တီမီတာအဲ့တော့ဒါကဒီဆရာမတို့ကဒီခုပါတော့အကြီးရဲ့ဒုတွေထဲကနေအငယ်ရဲ့ဒုတွေကိုနှုတ်လိုက်တာတကယ်လို့ကလေးတို့အနေနဲ့ဒီမှာစာရေးချင်သေးတယ်ပုံဤဒုတွေညီမချင်းဒါတို့တစ်ခါတည်းအစားမထိုးခင်ပါဗောနော်ဒီအပေါ်မှာ document စုကန်တုံးအကြီးဤဒုတွေအနော် အပေါအီတုတယ်ဆိုရင်မှရေးပြီးမှမှအစားထိုးရင်လည်းရတယ်ဟုတ်ပြီနော်အဲ့တော့ရေးကျင်တယ်ဆိုရင်ဆရာမဒီမှာရေးပြပေးပါမယ်ဒေါမန်စတုခင်ဒုံဂျီဒေါမန်စတုခင်ဒုံဂျီအီတုတယ်ဒေါမန်စတုခင်ဒုံဒီဒေါမန်စတုခင်တော့အကြီးရတုတယ်ထင်ရတယ်နှုတ်မယ်ဘာရတုတယ်နှုတ်မလဲအပေါအီတုတယ်နှုတ်မယ် ရပြီနော်အဲ့တော့အရင်အဆုံးကလေးတို့အနေနဲ့တခါတည်းအစားမတို့ခြင်းမူစားရရေးခြင်းနေတယ်ဆိုရင်ပုံဤဒုတယ်ညီမြချင်းပုံဤဒုတယ်ဆိုပြီးတော့ညီမြချင်းတောက်ဝင်စတုကန်ဒုံကြီးရဲ့ဒုတယ်ထဲကနေပြီးတော့မှအနုပ်အပေါက်ဤဒုတယ်ဆိုရင်မှရေးမယ်အဲ့ဒါပင်သူ့အစားထုတ်မယ်တောက်ဝင်စတုကန်ဒုံကြီးရဲ့ဒုတယ်ကိုရေးမယ်ပြီးတော့မှဂျီကအပေါက်ကလေးရဲ့ဒုတယ်ကိုရှာမယ်ရှာပြီးတော့နှုတ်လိုက်လို့ရှိရင်192ကုဘစင်တီမီတာဆိုပြီးတော့ရှာသွားပြီ ။အပြင်နောက်တော့နံပါတ်9ကိုဆက်ကြည့်ပါမယ်။ကိုပါရုံ A နဲ့တောင်းမန်စတုကန် B တို့ကိုဘေးချင်းရှင်လျက်ကထားသည်ကုဘရုံ A နဲ့ဒေါမန်စတုကန်တုံး B ဒါကကုဘရုံ A ဒါကဒေါမန်စတုကန်တုံး B သူကဘေးချင်းရှင်လျက်ကထားတယ်တဲ့အဲ့တော့ဒီမှာကထားတယ်ဘေးချင်းရှင်လျက်ကထားတယ်ထိုပုံနှစ်ခုမြင်ကွင်းကိုအောက်တွင်ဖော်ပြထားသည်ဒီမှာဒီလိုပြထားတယ်ဟုတ်ပြီလားဒါကကြတော့ကုဘတုံး A ဒါကဒေါမန်စတုကန်တုံး B ဟုတ်ပြီဒါဆိုလို့ရှိရင်သူကဖရင်မိထားတဲ့ဆက်ပြီးတော့ကြည့်အောင်ဒေါမန်စတုဂန်တုံး BD ကုဘရုံ A ထက်3စင်တီမီတာပိုမြန့်သည်ဒေါမန်စတုဂန်တုံး BD ဟုတ်ပြီနော်ဒေါမန်စတုဂန်တုံး B ကကုဘရုံ A ထက်3စင်တီမီတာပိုမြန့်သည်တဲ့အဲ့တော့ဒီကဒေါမန်စတုဂန်တုံး B ဒါလေးရပါတော့ဒီမှာမြင့်နေတာဆရာမတို့တွေ့တွေ့တာပဲ ဟုတ်ပြီနော်။နောက်မှစုကန်တုံး B ကခုပါတော့ A ထက်3စင်တီမီတာပိုမြင့်သည်။ဟုတ်ပြီဒါဆိုရင်နောက်မှစုကန်တုံး B E အမြင့်ကိုရှာပေးမယ်။ညီအမြင့်ဒီညီမရှိတဲ့နေသူ့ရဲ့ဒီအမြင့်ကိုဆရာမတော်ကရှာပေးရမယ်။ဒါဆိုလို့ရှိရင်ဆရာမတော်ကနောက်မှစုကန်တုံး B ရဲ့အမြင့်ကိုတိပြီလား။တိပြီဆိုလို့ရှိရင်တော့သူ့ကိုသုံးပေါင်းလိုက်လို့ရှိရင်နောက်မှစုကန်တုံး B ရဲ့အမြင့်ကိုရှာသွားမယ်။ဟုတ်ပြီနော်ဒါကပထမတစ်ချက်ကကြီးရအိတ်ကနေရှာရပါမယ်အဲ့တော့ပြန်ပြောပါမယ်ဒေါမန်စုကန်တုံး B ဒီတော့မှစတုဂန်တုံးဘီကသူ့ချက်ကို3စင်တီမီတာပုံမြင့်ပါတယ်အဲ့တော့ plus 3ပေါ့เนาะအဲ့တော့သူကဆက်မလို့ဒီတန်ဖိုးရလို့ရှိရင်ဒီရတန်ဖိုးအပေါင်း3ဆိုရင်ကိုလိုချင်တယ်တော့မှစတုဂန်တုံးဘီရဲ့အမြင့်ကိုရသွားပြီဒါကတစ်င်နောက်တစ်ခုကခုပါရုံ A နဲ့တော့မှစတုဂန်တုံး B တို့ E ဒုတိယများကိုရှာပါအဲ့တော့အလျားနဲ့အမြင့်၃ခုလုံးရလို့ရှိရင်ခုပါရုံ B ရဲ့ခုပါရုံ A ရဲ့တော့မှစတုဂန်တုံး B ရဲ့ဒုတိယကိုရှာလို့ရသွားပြီဟုတ်ပြီနော်အဲ့တော့ဆက်ပြီးတွေ့ရအောင် အဲ့တော့ဒီပုံမှာနည်းနည်းကြည့်မယ်ဒါက5 cm ဒါက5 cm ဟုတ်ပြီနော်အဲ့ဒါဆိုတော့သူကခုပါတော့ဖြစ်နေတဲ့အတွက်ကြောင့်မလို့သူ့ရဲ့အလက်ရားကလည်း5 cm ရှိမယ်သူ့ရဲ့အနှံကလည်း5 cm ရှိမယ်အမြင့်ကလည်း5 cm ရှိမယ်ရပြီနော်အဲ့တော့သူက BO ဆမတို့ BO လိုချင်တဲ့အခါမှာဘလောက်ရှိသွားလဲဆိုတော့7 plus 3 sorry ခွန်အပေါင်း30ဆိုပြီးတော့ရမယ်ပေါ့ ရပြီလားမသိဘူးနံပါတ်၁ကကကြီးရပါတော့ခွန်အပေါင်း330ဆိုပြီးတော့ရသွားတယ်အဲ့တော့အမြင့်ရပြီဆိုလို့ရှိရင်ကျန်တဲ့အလျာအနံကိုဒီပုံကနေကြည့်ပြီးတော့ဆောင်းလို့ရသွားမယ်အဲ့တော့ဒီမှာကြည့်မယ်သူ့ရဲ့အလျာတရားဒီခွန်ဒါကလည်းခွန်ဒါဆိုရင်ဒီမှာဒါလေးကလည်းခွန်ပေါ့နော်ခွန်ဆိုလို့ရှိရင်ဒီဘက်မှာဒါဘယ်လောက်ရှိနေလဲဆိုတော့8 cm ရှိ8 cm တော့ဒီ10စင်တီမီတာဆိုတာဘာလဲဆိုတော့အလျာ10စင်တီမီတာကအလျာဒါက5စင်တီမီတာဒီအနဲခုနဆရာမတို့30ဆိုပြီးမှရထားတာကအမြင့်ဒါဆိုရင်ဆရာမတို့ခုပါတော့ဘီအတက်ကောအလျာအနဲအမြင့်ဆိုပြီးတော့ရသွားပြီနားလည်ပြီလားမသိပါဘူးနော်အဲ့ပြန်ပြောပါမယ်ကကြီးအတွက်စဉ်းစားမယ်နောက်မှစုကန်တော့ဘီကခုပါတော့ A ထက်3စင်တီမီတာမြင့်နေဆိုရင်နောက်မှစုကန်တော့ဘီရဲ့အမြင့်ဒီမြင့်များရှိတယ်နိအဲ့တော့ဒီမှာကြည့်တော့သူကခွန်သူကခွန်သူကခွန်ဆိုလို့ရှိရင် ဒါအားလုံးက0စင်တီမီတာကြီးပဲရှိမယ်။ဘာလို့လဲဆိုတော့သူကခုဘတော့ဖြစ်နေလို့။ဟုတ်ပြီနော်။အဲ့ဒါဆိုလို့ရှိရင် 7+3 ဒါ7 7+3 က10ရမယ်။ခွန်အပေါင်းလုံးနေ30ရမယ်။ဟုတ်ပြီနော်။ဒါဆိုလို့ရှိရင်ဆံမတော်ဒီမှာအနှံတိတယ်5စင်တီမီတာတိတယ်။အဲ့တော့ဒါကဘယ်ရရမလဲဆိုတော့ဒီက15ရဲရနေဒီမှာ15စင်တီမီတာပေးထားတယ်။15ရဲရနေ0စင်တီမီတာနှုတ်လိုက်လို့ရှိရင်ဒီက8စင်တီမီတာရမယ်။အဲ့ဒီ8စင်တီမီတာကအလျာဒါကအနှံဒီမှာအမြင့်။အဲ့တော့ခုဘတော့ A ရဲ့ဒုတိယကိုရှားခြင်းလို့ရှိရင် အလျားနံမြင့်ကအနာဆောင်မြအနာဆောင်မြအနာဆောင်ကခွန်မြောက်ခွန်မြောက်ခွန်ဆိုရင်ရပြီသူကကြတော့အနာဒီအလျားမြအနံမြအမြင့်ဆိုတော့အလျားဒီ၈စင်တီမီတာအနံက၅စင်တီမီတာနဲ့အမြင့်က10စင်တီမီတာဆိုပြီးတော့အစားထုတ်ပြီးတော့တွေ့မယ်အဲ့တော့ဆရာမတို့ကခွန်ကကြီးကိုအရင်ရေးမယ်ခွန်ကကြီးမှာဆရာမတို့သိပြီးသားအချက်ပါရှိလဲဆိုတော့ခုပါတော့ A ရဲ့အမြင့်ကိုသိတယ်ခုပါတော့ AE အမြင့် အရာဒီ5စင်တီမီတာရှိတယ်ဟုတ်ပြီဒါဆိုရင်ဆရာမတို့လိုချင်တာက double student don be အမြင့် Thomas Stugan တော့ BE အမြင့်အဲခုနကလေးကပြောပြီးပြီသူက Thomas Stugan တော့ BE အမြင့်ဆိုရင်ခွန်အပေါင်းတော့30 cm ရပါပြီเนาะဒါအကာကြီးတွေ့ရပြီဒီတော့ခဝင်းကိုတွေ့မယ်နောက်မှ student တော့ AE အမြင့်အဆော်ရီကာကြီးအမြင့်ဆုံးဆရာမတို့ကခုပါတော့လို့ရှာမယ်ခုပါတော့ AE အမြင့် AE ဒုတယ်ခုပါတော့ AE ဒုတယ်ဒါကအနာဆောင်အမြောက်အနာဆောင်အမြောက်အနာဆောင် နားဆောင်မြအနားဆောင်ဆိုမှရေးလိုက်မယ်အဲ့ဒါပြီးတော့အနားဆောင်တစ်ဖက်ဒီဘယ်လောက်ရှိလဲဆိုတော့ခွန်အမြောက်ခွန်အမြောက်ခွန်ခုနှစ်ခုနလေး49 49ခုနလေး343တူရဲ့ယူနစ်က9ဗစင်တီမီတာဟောဘယ်နောက်တစ်ခုတက်မယ်9ဗတော့ A ပြီးလို့ရှိရင်တော့မစတူကန်တော့ B တောက်မန်စတုဂန်တုံဘီရဲ့ဒုတဲ့အဲ့တော့သူကအလျားအမြောက်အနံအမြောက်မြင့်သူရဲ့အလျားဆီမခုနကလေးကပြောပြပြီးအလျားဒီ15အမြောက်ခွန်ဟုတ်ပြီလားအဲ့တော့15အမြောက်ခွန်လို့ရင်းလည်းရတယ်တခါတည်း၈ဆိုပြီးမှအစားထိုးရင်လည်းရတယ်အနံဒီ9 ပြီးတော့မှအမြင့်က30ဆရာမတို့ရှာထားတာအမြင့်က30အဲ့တော့ဒီက15နှုတ်ခွန်အားကြတော့ရှေ့ရမယ်15 440အဲ့တော့ဒါက400ကုဘစင်တီမီတာနံပါတ်8သုံးနာရီတတိကံတစ်ခုကိုအောက်တွင်ပြထားသည့် တစ်ထက်သေးဖြစ်သောသတိခင်နှစ်ခုပြုလုပ်ရင်သုံးနာနီသတိခင်တွင်မြင်းချောင်းကြောင်ဆွဲပါအဲ့တော့ဒါကသုံးနာနီသတိခင်ဒီဘက်နားရဲ့ဒီဘက်နားရဲ့ဒီဘက်နားရဲ့ညီတယ်အဲ့တော့ဆရာမတို့တည်ထားရမှာဒီသုံးနာနီရင်သုံးထောင့်ညီတယ်ဆိုတော့တည်ထားရမယ်ဟုတ်ပြီနော်သုံးနာညီရင်ဒီကတောင်း3000ကညီတယ်ဟုတ်ပြီအဲ့ဒီအချက်ကိုခဏထားလိုက်မယ်နောက်တစ်ခုကတစ်ထက်သေးဖြစ်သောတတိကံနှစ်ခုပြုလို့ရင် ၃နာရီတတိကံအတွင်းမြင်းချောင်းတစ်ချောင်းဆွဲပါဆရာမတို့ဒီ၃နာရီတတိကံမှာမြင်းချောင်းတစ်ချောင်းဆွဲလိုက်ပြီးတော့မှမလုပ်မလဲဆိုတော့တစ်ထက်သေးဖြစ်တဲ့တတိကံနှစ်ခုပြုလုပ်မယ်တစ်ထက်သေးဖြစ်တဲ့တတိကံနှစ်ခုဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဆရာမတို့ကမြင်းကိုဒီလိုဆွဲခြင်းရင်လေဒါဒီဘက်နဲ့ဒီဘက်နဲ့တစ်ထက်သေးဖြစ်တဲ့တတိကံနှစ်ခုရမယ်ဒါမှမဟုတ်ကလေးတို့ကဒီလိုဆွဲခြင်းတယ်ဆိုလို့ရှိရင်လေဒါလေးကိုဒီကအလဲမှတ်ကလေးနဲ့တက်အောင်ဆွဲမယ်ဆိုရင်ဒီဘက်နဲ့ဒီဘက်နဲ့တစ်ချက်တည်းဒီလိုထက်လိုက်လို့ရှိရင်တစ်ချက်တည်းဖြစ်တဲ့တတိကံနှစ်ခုရမယ် ဒီလိုမှမဟုတ်ဒီလိုမျိုးဆွဲမယ်ဒီဘက်ကနေဒီလိုဆွဲမယ်ဆိုရင်လည်းတစ်ထက်တည်းဖြစ်တဲ့သတိကံနှစ်ခုရအဲ့တော့ကြိုက်တယ်လို့ဆွဲဆရာမတော့ဒီလိုလေးတက်တက်လေးဆွဲချလိုက်မယ်ဒါကပို့ပြီးတော့မှမြင်တာတယ်ဟုတ်ပြီနော်ဒါဆိုရင်ဒီနှစ်ခုကိုခောက်လိုက်လို့ရှိရင်တစ်ထက်တည်းဖြစ်တဲ့သတိကံနှစ်ခုရသွားပြီအော်သူကကကြီးမှာဗာပြောလဲဆိုတော့တစ်ထက်တည်းဖြစ်တော့သတိကံနှစ်ခုပြုတ်လို့ရင်သုံးနာညီသတိကံတွင်မြင်ကြောင်တစ်ကြောင်ဆွဲပါတယ်ဟုတ်ပြီအဲ့တော့ဆရာမတို့ကဆွဲလိုက်ပြီ သုံးနာရီတတိကံမှာမြင်းကြောင်တစ်ချောင်းဆွဲလိုက်ပြီးဒါကတစ်ထက်သေးဖြစ်တဲ့တတိကံနှစ်ခုရသွားပြီဒီဘက်ဟိုဘက်နဲ့ဒီဘက်နဲ့ထက်လိုက်လို့ရှိရင်တစ်ထက်သေးဖြစ်တဲ့တတိကံနှစ်ခုရမယ်ဟုတ်ပြီအဲ့တော့ရရှိတော့တတိကံများသည်မိတိတတိကံအမျိုးအစားဖြစ်တယ်နီအဲ့တော့ဆရာမတို့အတူချုပ်ပဲဖြေပါမယ်ဒီမှာဆရာမအရှိတွေမဖြေတော့ဘူးသူကဘာတတိကံလဲရရှိတော့တတိကံဒီမိတိတတိကံအမျိုးအစားဖြစ်တယ်နီဘာတတိကံအမျိုးအစားလဲဆိုတော့သူရဲ့တတိကံအမျိုးအစားကိုပဲရေးပါမယ်ရရှိတော့တတိကံများသည်သူကဒီမှာထောက်မယ်ဒီမှာထောက်မယ် ပြီးတော့မှဒီကနေအလဲတက်တက်ကိုဖြတ်ချလိုက်တာဖြစ်တဲ့အတွက်ဒီဘက်လည်းဒါဒီညီမပဲဟုတ်ပြီလားဒါကဥပမာပေါ့နော်ဥပမာဒါ4 cm နဲ့ဆွဲထားမယ်ဆိုလို့ရှိရင်ဒါလေးကိုဆွဲဒီလိုမတ်မတ်ကလေးဆွဲချလိုက်မယ်ဒီအလဲမတ်ကန်နဲ့တဝက်ကွက်တိဖြတ်လိုက်မှာဆိုတော့ဒီဘက်နဲ့ဒီဘက်ညီမယ်အစကတည်းကဒါဒီ3နာရီတိကျံဖြစ်လို့ဒီဘက်အနားဒီဘက်အနားညီမယ်ဒါကတော့တနေရာထဲမှာထက်နေမှာမလို့ဒီအနားနဲ့ဒီအနားပဲထက်တူညီမယ်ဟုတ်ပြီနော်အဲဒီဘက်နဲ့ဒီဘက်ကခြေကန်နှစ်ခုရလာတဲ့ခြေကန်နှစ်ခုကဘာလဲဆိုရင်ဓာတ်မှန်တိကျရပါမယ် ော့ကျွန်တော်တို့ဒီလိုပဲရေးမယ်။ပြရှိသောတရိကံများသည်တောင်းမှန်တရိကံများဖြစ်ကြသည်ဆိုကြပြီနော်။နောက်တစ်ခုကတစ်ချက်တည်းဖြစ်သောတရိကံတစ်ခုစီဤတောင်းများဤပမာဏသည်ဂျီဂရီမြင်များရှိသည်နိ။အဲ့တော့ဒီဘက်တရိကံတစ်ချမ်းကိုကြည့်မယ်။တစ်ထက်သေးဖြစ်တယ်ဆိုတော့ကျွန်တော်တို့တစ်ခုရဲ့ကိုစဉ်းစားရင်ရတယ်။ဒီကတော့ကတော့မှန်ကြတယ်ဆိုတော့သူက90ဒီဂရီရှိတယ်။ဟုတ်ပြီနော်။အစကတည်းကကျွန်တော်တို့တွက်ခဲတွက်ခဲတုန်းကကတည်းက3000ညင်3000ညီတယ်။ဒီ3000က ဒီ၃တောင်းနေတတိကံတစ်ခုမှာဆိုရင်၃တောင်းကညီတယ်၃တောင်းညီတယ်ဆိုတော့တတိကံတစ်ခုမှာရှိတာက180၃တောင်းလုံးညီတယ်ဆိုတော့ဒီမှာက60 60 60 6 3 6 62 63 68ဒါဆိုဒီတောင်းကလေးက60ရှိမယ်ဒီကတောင်းကကြတော့ဒီ60ကိုတဝက်ခွဲလိုက်တာမို့လို့တဝက်ခွဲလိုက်တာမို့လို့သူက30ရှိတယ် ဒါဆိုဒီဘက်တနိကံမှာဒါက90ဒါက60ဒါက30ပေါင်းလိုက်လို့ရှိရင်90 60 150 150ပေါင်း30 180ဒီဘက်တနိကံမှာဩဘယ်လိုလဲဆိုတော့ဒါက90တူတူပဲဒါက60ဒီဂရီဒါက30ဒီဂရီဟုတ်ပြီဒါဆင်မပုံထဲမှာထည့်ဆွဲပြီးတာကလေးတို့အနေနဲ့သူ့ကို ABCD ပေးပြီးမှပဲ တောက်အေကဘလောက်တောက်ဘီယာဘလောက်ဆိုပြီးတော့ရေးမလားဒါမှမဟုတ်လဲဒီလိုပုံလေးနဲ့ပဲထည့်ရေးမလားဒါအเจ้าမဆီယမတင်ပြရတဲ့အနေအထားအတိုင်းရေးလိုက်လို့ရပါတယ်ဥပမာဆီအเจ้าမဆီယမပေါ့နော် ABC ဆိုရင်မတောက်နေကိုပေးပြီးတော့မှဟိုမှာဒီမှာ D ပေါ့ ABCD ဆိုရင်မပေးပြီးတော့တောက် ABD ဒီတောက်ကိုရေးတာမျိုးအဲ့လိုဆိုရင်ကလေးတို့အနေနဲ့ရှုပ်သွားမယ်လို့ဆီယမထင်လို့ဒီအဲဒီပြင်ဆင်မတဲ့အဆင့်မှာတော့ဒီလိုလေးပဲပေါ့နော်သူပေးထားတဲ့တစ်ချက်တည်းပြတော့3ကန်တစ်ခုစီတောက်များမှာ60ဒီဂရီ နောက်တော့နောက်တစ်ခုကကြတော့60ဒီဂရီနဲ့90ဒီဂရီ60ဒီဂရီရဲ့30ဒီဂရီဖြစ်ကြသည်ဆိုလို့ရှိရင်လည်းရမယ်လို့ဆရာမတော့မျှော်လင့်ထားတယ်။တကယ်လို့ကလေးတို့ရဲ့အကြောင်းမှာပေါ့နော်ဆရာမကနေပြီးတော့မှဒီလိုမျိုး ABD C တွေနဲ့ရေးတယ်ဆိုလို့ရှိရင်လည်းဒီတောင်းလေးတောင်း ABC ဒါ B တောင်းတောင်း B တောင်း A ဒါတောင်း D ရတယ်တောင်း ADB ဆိုမှအဲ့လိုလေးကောက်ပြီးတော့ရေးလို့ရပါမယ်။ဟုတ်ပြီလား။ နောက်တစ်ခုနံပါတ်9ညာဘက်တွင် ပေးထားသောသုံးသားညီတတိကံတွင်တစ်ထက်ထဲဖြစ်သောတတိကံ၄ခုပြုလုပ်ရန်မြင်များဆွဲပါတစ်ထက်ထဲဖြစ်တဲ့တတိကံ၄ခုပြုလုပ်ဖို့ရန်အတွက်မြင်ဆွဲပါမယ်တဲ့အဲတော့ဒီပုံထဲကနေပြီးတော့ဆရာမတော်ကတတိကံ၄ခုရအောင်ဆွဲရမယ်အဲတော့ဆရာမကတော့ဒီရဲ့အလယ်မှတ်ကွတ္တိအလယ်မှတ်ကနေပြီးတော့မှအာဘယ်လိုလုပ်မလဲဆိုတော့မြင်းလေးဆွဲစေချင်တယ်ပေါ့နော် အဲ့တော့ကလေးတို့မှာရှိနေတဲ့ပေရန်လေးနဲ့သူတို့ရဲ့အလဲမက်ကလေးတွေမှတ်လိုက်မယ်ဆရာမတော့ထိကြမတိုင်းတော့ဘူးအဲ့လိုလေးအလဲမက်ကလေးတွေမှတ်လိုက်ပြီးတော့မှအလဲမက်ချင်းဆက်လိုက်မယ်အဲ့တော့ဒီမှာဆရာမတို့ကတတိယကံလေးခုရသွားပြီ။ဒီဘက်ကဒါလေးကတတိယကံတစ်ခု ဒါတရိကံတစ်ခုဒီမှာတရိကံတစ်ခုဒီမှာတရိကံတစ်ခုအဲ့တော့သူကညာဘက်တွင်ပေးထားတော့သုံးသားနေတရိကံတွင်တစ်ထက်ထဲဖြစ်တော့တရိကံ၄ခုပြုတ်လို့ရင်မြင်းများဆွဲပါဆိုဆင်မလူလူလေးဆွဲလိုက်ပြီနောက်ထပ်သူကဘာခိုင်းသေးလဲဆိုတော့ဘာမှမခိုင်းတော့ဘူးအဲ့ဒါကြောင့်မလို့ဆင်မလို့ဆက်ပြီးဘာမှမရည်တော့ဟုတ်ပြီလားဒါကြလို့ဒီမှာသူကနာမည်တွေဖော်ပြပါတော့ ABC တွေတက်ပေးပါပါညာလည်းမပြောထားဘူးအေးဒီတရိကံတွေရဲ့အထောက်နေဘလောက်လဲဆိုတာလည်းမမေးထားဘူး နားတွေပြောပြပါဆိုလည်းမပါဘူးအဲ့တော့ဆင်မတော့ဒီလိုပုံလေးဆွဲပြီးတော့မှတတိကံလေးကြီးကြပါပြီဆိုဒီနားမှာပဲဒီနံပါတ်ကိုဒီနားမှာပဲထားလိုက်ချင်ဟုတ်ပြီနော်အဲ့တော့နံပါတ်30ကအောက်ပါပုံ10နှစ်တို့ဒီတစ်ထက်တည်းဖြစ်သောစတုဂံများဖြစ်ကြသည်။ဒီဟာကတစ်ထက်တည်းဖြစ်တဲ့စတုဂံသူက A B C D ဒါကတော့အဲ E F G H ဟုတ်ပြီနော်။ဒါဆိုရင်ဗာမေးလဲဆိုတော့ပုံတစ်ရှိတောင်ဇွန်ဘီကပုံနှစ်ရှိမိသီးတောင်ဇွန်နဲ့လိုက်ဖက်တယ်နိ။ဟုတ်ပြီ။ဒါဆိုလို့ရှိရင်ဆံမတော့ဘာဝအရင်ကြည့်ရမလဲဆိုတော့ဒီကတောင်နေကဘယ်ကဒီဘက်ကဒီစတုဂန်ရဲ့ဒီဘက်ကစတုဂန်ရဲ့ဘယ်တောင်နေဘယ်တောင်နေကဒီဘက်မှာတစ်ထက်သေးဖြစ်တယ်လဲ။ဘလို့လှည့်လိုက်လို့ရှိရင်သွားပြီးတော့တစ်ထက်သေးကြမလဲဆိုတဲ့အချက်ကလေးကိုစဉ်းစားကြည့်မယ်။ အဲ့တော့စဉ်းစားတဲ့အခါမှာတချို့ကလေးတွေကကြောင်သွားတာတွေရှိပါရတယ်။အဲ့တော့အရင်ဆုံးဘယ်ရနဲ့စမလဲဆိုတော့ဒေါင့်ကျဲတစ်ခုကိုရှာလိုက်မယ်။ ABCD ဆိုတော့ဒီဘက်ကစတုကံမှာဒီမှာဒေါင့်ကျဲရတာပဲရှိတယ်။စန္ဒာတွေကဒေါင့်ကျင်းနေ။ဒါဆိုဒီဘက်မှာရောဒေါင့်ကျဲရပါရှိလဲဆိုတော့ဒီမှာဒေါင့်ကျဲရတာပဲရှိနေ။ G ပေါ့နော်။အဲ့ဒါဆိုရင်အဲ့ G ကိုဆီယမကဒီ G ဆိုတဲ့ဒေါင့်တွေ B နဲ့လာပြီးတော့ထက်တယ်ဆိုရင်အချက်ကလေးရှာသေးသွားပြီ။ ဟုတ်ပြီနော်ဒါဆိုရင် B နဲ့ဒီလိုမျိုးတောင်းဖြတ်မြင်းကလေးတစ်ခု B ကိုဖြတ်ပြီးဆွဲလိုက်မယ်တောင်းဖြတ်မြင်းကလေးတစ်ခုက G ကိုဖြတ်ပြီးဆွဲမှာဆိုတော့ဒီလိုလေးလာမယ်ပေါ့ easy ကိုလာမယ်အဲ့တော့ဆရာမအဲ့အားလေးကိုအဲ့လိုလေးဆွဲလိုက်ဒါကပထမအဦးဆုံးစဉ်းစားတာပေါ့နော်ဒါဆိုရင် G ကိုရသွားပြီ G က B နဲ့တစ်ထပ်တည်းကြမယ်ဒီလိုလေးလှည့်ပြီးတော့ထပ်လိုက်မှာပေါ့နော် G က B နဲ့တစ်ထပ်တည်းကြမယ်ဆိုရင်ဒီ D ရကြတော့ E နဲ့တစ်ထပ်တည်းကြမယ်ဆိုတာတွေ့ရပြီ။နှစ်ချက်ရပြီနော်။ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီ E ရဲ့ F ရဲ့ E ရဲ့ F ရဲ့ဆိုတာဒါကတော့ဒီအလျားကရှိတယ်အဲ့ဒီက F ဒီဒီက A နဲ့တစ်ချက်ထဲကြာဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီ H ဆိုတဲ့ဒါဒီမှာ C နဲ့တစ်ချက်ထဲကြာအဲ့ဆိုဘလို့လဲဆိုတော့ဒီ A B C D ဆိုတဲ့ဒီက stochastic ကလေးကိုကျွန်တော်ဖြုတ်လိုက်ပြီးတော့မှအဲ့လိုလေးစောင်းပြီးတော့မှသွားထပ်ပါဗောနော်ဒီလိုလေးလှည့်လိုက်ပြီးတော့မှသွားထပ်လို့ရှိရင်ဒီက B ဒီ G နဲ့သွားထပ်မယ်အဲ့တော့ဒီမှာလည်းဒီလိုလေးရေးထားပြီးတော့မှစဉ်းစားလို့ရပါတယ်နော် ။ဟုတ်ပြီဒါဆိုလို့ရှိရင် B သည်ပုံနှိပ်ရှိတောင်းစွန်တောင်းစွန်နဲ့လိုက်ဖက်တယ်။မိသည်တောင်းစွန်နဲ့လိုက်ဖက်တယ်။ဤဆိုတော့ပုံမှရှိတဲ့ဒီပုံတက်မှရှိတဲ့တောင်းစွန် B သည်ပုံနှိပ်ရှိတောင်းစွန်ဘယ်လောက်နဲ့လဲဆိုတော့ G နဲ့လိုက်ဖက်သည်။ဒါဆက်မတပုံဆိုရင်တပုတ်ကိုပဲရေးပြပါမယ်။ပုံတက်ရှိတောင်းစွန် B သည်ပုံနှိပ်ရှိပုံနှိပ်ရှိတောင်းစွန် G နဲ့လိုက်ဖက်သည်ဆိုရင်ရပြီလေ။ ဟုတ်ပြီနော်အဲ့တော့ပြန်ပြောပါမယ်ပုံတစ်ရှိတောင်းစွန်ဘီသည်ပုံနှစ်ရှိတောင်းစွန်ကြီးနဲ့လိုက်ဖက်သည်ပုံတစ်ရှိတောင်းစွန်ဘီသည်ပုံနှစ်ရှိတောင်းစွန်ကြီးနဲ့လိုက်ဖက်သည် နောက်တစ်ခုပုံတက်ရှိအနာစီဒီဒီပုံတက်မှာအနာစီဒီကိုဆရာမတို့ကြည့်လိုက်မယ်ပုံတက်ရှိအနာစီဒီဒီပုံနဲ့ရှိအနာ h e လို့ပြောမလား e h လို့ပြောမလားစိုက်တယ်လို့ပြောပုံတက်ရှိအနာစီဒီဒီပုံနဲ့ရှိအနာ h e e h ဘယ်လိုရေးရလဲ h e နဲ့လိုက်ဖက်တီးပေါ့အဲ့တော့ဟုတ်ပြီဆရာမတို့နည်းနည်းလေးပြန်စဉ်းစားကြည့်ပါမယ် ဒီကထောင်းချဲကဒီမှာ b နဲ့ g နဲ့တစ်ချက်ထဲချမယ်ဒီက d က e နဲ့တစ်ချက်ထဲချမယ်အဲ့ဒီ ठी ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဆံမတို့ကခဏလေးနော်နည်းနည်းလေးပြန်စဉ်းစားကြည့်ပါမယ်ဒီက cd ဆိုတဲ့ခုနကဆံမတို့ဒီဒီထက်လိုက်တဲ့ cd ဆိုတဲ့အနားဒီဘာနဲ့တစ်ချက်ထဲသွားကြမလဲဆိုတော့ cd ဆိုတဲ့အနားက ef နဲ့တစ်ချက်ထဲသွားကြပါမယ် cd ဆိုတဲ့အနားဒီဒါက e ဆံမတို့ဒီ c က f နဲ့တစ်ချက်ထဲကြမယ် ဟုတ်ပြီနော်ဒါကကြတော့ a က h နဲ့ဆက်လေးကြမယ်ဆရာတို့နည်းနည်းလေးလွဲသွားတယ်ဒါကိုကလေးတို့အနေနဲ့မျှအောင်ဆိုလို့ရှိရင်ပုံလေးဆွဲမယ်ဒီပုံလေးကိုဆွဲမယ်ပြီးတော့လှည့်လိုက်ပြီးတော့မှလာထက်ကြည့်လိုက်မယ်ဟုတ်ပြီနော်အဲ့တော့ a ဆိုတာကဒီမှာ h နဲ့လာပြီးတော့ထက်မယ်အဓိက EF နဲ့သွားပြီးတော့ထပ်မယ်ခုနကဆီမက HE လို့ပြောလိုက်တယ်အဲ့ဒါဆီမနည်းနည်းလေးစဉ်းစားကြည့်တဲ့အခါမှာ HE မဟုတ်တော့ဘူးသူက EF နဲ့ထပ်တဲ့ကြပါမယ် EF ဆိုတဲ့အနာနဲ့ ဟုတ်ပြီနော်တကယ်လို့မရရင်ဆရာမတို့ပုံဆွဲကြည့်ပြီးတော့စဉ်းစားကြည့်လို့ရပါတယ် EF နဲ့တစ်ထည့်ကြည့်ကြ။ဟုတ်ပြီနောက်တစ်ခုကပုံတက်ရှိ down A ပုံတက်မှာရှိတဲ့ down A ကဘယ် down နဲ့တစ်ထည့်ကြမလဲဆိုတော့ down H နဲ့တစ်ထည့်ထည့်ကြပါမယ်။ပုံတက်မှာရှိတဲ့ down A သည် down H နဲ့တစ်ထည့်ထည့်ကြမယ်။ဒါဆိုရင်ပုံတက်ရှိ down A သည်ပုံနဲ့ရှိ down H နဲ့လိုက်ဖက်သည်ပေါ့ဟုတ်ပြီနော်။အဲ့တော့နောက်တစ်ခုကကြည့်သည်ပုံတက်ရှိ BD BD ဆိုတာဒီမှာရှိရဆံမတော်က BT ကဘာနဲ့တက်တဲ့အကြမလဲဆိုတော့ EG နဲ့တက်တဲ့ထဲကြပါမယ်။ဒါဆိုရင်တော့ clear ရှင်းသွားပြီလို့ထင်ပါတယ်။နောက်ဆိုတော့ number 7ကညာဘက်ရှိပေးထားတော့ trigon နဲ့တက်တဲ့ထဲဖြစ်တော့ trigon တစ်ခုဆွဲ။အဲ့တော့ဒါကို clear လို့မလို့ဆွဲမလဲဆိုတော့သူ့အတိုင်းပဲ ACO တိုင်းအဲဒီက ABO တိုင်းပြီးတော့မှ BCO တိုင်းပြီးတော့သူတို့ရဲ့အလျားအတိုင်းဆွဲလို့ရတယ်။သူကအလျားတွေအနံ့နေလဲဘာမှမပေးထားတဲ့အတွက်ကြောင့်မလို့ဆံမလို့ဆွဲဖို့ရင်အတွက်ခက်ခဲမယ်။အဲ့တော့ ဒီ teacher guide ထဲမှာပေါ့နော်ဆရာ guide ထဲမှာဘလို့ပေးထားလဲဆိုတော့ဒီမှာက6 cm ပေးထားတယ်။ဒါ6 cm ပေးထားတယ်။ဒီမှာ4.4 cm ပေးထားတယ်။ဒါ teacher guide ထဲမှာပေးထားတဲ့အတိုင်းနောက်တစ်ခုကဒီဒီဘက်မှာ3.5 cm ပေးထားတယ်။အော်ဒီအတိုင်းလေးကလေးတို့ကဆွဲကျင်နေဆိုလဲဒါလေးကိုအရင်ဆုံးဘယ်လိုဆွဲမလဲဆိုတော့ AB ဆိုရဲဒီအလျာကြီးအနားလေးကိုဆွဲလိုက်တယ် 6စင်တီမီတာအတိုင်းမဲ့ AB ဆိုတဲ့အလျားလေးကိုအနားလေးကိုဆွဲတယ်။ဒါဆီမတာကမဆွဲပြတော့အခန်းသုံးမှာလည်းဆွဲထားပြီးသားတွေရှိတဲ့အတွက်ကြောင့်ဟုတ်ပြီနော်။အဲ့တော့ဒီ AB အနားရပြီဆိုရင်ဒီကနေပြီးတော့မှကလေးတို့ကအဲဒီ4.4စင်တီမီတာရှိတဲ့အလျားအတိုင်းတောက်ချွန်လေးနဲ့တိုင်းပြီးတော့မှဒီကနေပြီးတော့ထောက်ဒီဘက်မှာအမှတ်ကလေးမှတ်မယ်ဒီလိုလေးဆွဲထားလိုက်မယ်။ပြီးတော့မှ B ကနေပြီးတော့မှ3.5စင်တီမီတာရှိတဲ့ အလျားကလေးကိုတောက်ချွန်တဲ့အတိုင်းပဲပြော်ဒီကနေပြီးတော့မှအဲ့လိုကလေးဝိုင်းလိုက်တယ်အဲ့တော့ဒီ strong တဲ့နေရာကိုအမက်မက်သူ့ကိုစီလို့ပေးလိုက်မယ်အဲ့ဒါပြီးတဲ့အခါမှာဒီအနာလေးတွေနဲ့ဆက်လိုက်ဒါဆိုရင်ကိုလိုချင်တဲ့အဲ tree gain တခုရသွားပြီအဲ့တော့တစ်ထပ်သေးကြတဲ့ tree gain တခုရသွားပြီဟုတ်ပြီနော်ဒါကတော့ဆရာကိုင်ထဲမှာဒီလိုပေးထားတယ်လို့ဆရာမပြောပြတာတကယ်လို့ကြောက်ဟဆရာမဘယ်လိုပေးမလဲဆိုတဲ့ပုံမှာမဒီမှာကလေးကိုပုံဆွဲမယ်အဲ့တော့အိမ်မှာလေ့ကျင့်ထားခြင်းနဲ့ဒီကြောင်းပေးရတဲ့မှာဆွေးနော်လောလောဆယ်ထားနဲ့ပဲဆွဲပါအ 6စင်တီမီတာကိုအရင်ဆွဲမယ်ဒါအရင်ကလည်းသိပြီးသားမို့ဆွဲမပြတော့ဘူးအဲ့ဒါပြီးတော့နောက်တစ်ခုကတောက်ချွန်တောက်ချွန်လေးနဲ့အတိုင်း၄သမ၄စင်တီမီတာဆွဲဒီမှာအဲ့လိုမျိုးအမှတ်ကလေးမှတ်မယ်ဘီကနေပြီးတော့3သမ5စင်တီမီတာဆွဲမယ်ဒီလိုလေးဝိုက်လိုက်မယ်အဲ့တော့ဒီစုံတဲ့နေရာလေးကိုစီလို့မှတ်မယ် C ရဲ့ A ရဲ့ဆက်မယ် C ရဲ့ B ရဲ့ဆက်ဒါဆိုရင်ကိုလိုချင်တဲ့ဒီသတိကံထပ်တူကြရဲသတိကံတစ်ခုရသွားမယ်ပေါ့နော်နောက်တော့နံပါတ်အဲ့တော့ညံစမ်းလေးကိုကြည့်ရအောင် ညဉ့်ဆန်းနေရတော့ဒါမျိုးကတော့ဆောင်းမေးပွဲမှာထိတ်ပြီးတော့မီးလေးမရှိဘူးလို့ဆရာမတော့ယူဆပါတယ်ဒါပေမဲ့ပေးထားတဲ့သင်ကန်းစားတွေအကုန်လုံးတော့ဆရာမတို့ရအောင်နားလည်အောင်လေ့လာသွားမယ်ဟုတ်ပြီနော်3684ဟူသည်ကိန်းအတီးတီးပြသောကိန်းကပ်ပြား၅ခုနှင့်တသမအမှတ်ပြသောကိန်းကပ်ပြားတစ်ခုပေးထားသည်။ဆရာမတို့ဒီမှာကိန်းကပ်ပြား6ခုရှိတယ်။ဘာတွေရှိလဲဆိုတော့3684တသမဆိုပြီးတော့ပြထားတဲ့ကိန်းကပ်ပြားတွေရှိတယ်။ ဲ့တော့ကိန်းကပ်ပြား6ခုလုံးအသုံးပြုပြီးအငယ်ဆုံးကိန်းကိုပြုလုပ်ပါတဲ့အဲ့တော့အငယ်ဆုံးကိန်းအဲ့တော့ကိုကနေပြီးတော့ရေးလိုက်မယ်အငယ်ဆုံးကိန်းညီမြချင်းကျင့်ကပ်ပြား6ခုလုံးတော့မယ်အဲ့တော့တသမဟိုဆီယမကတော့ရှေ့မှာမထားရှိခြင်းဘူး ကလေးတို့အနေနဲ့တသမောက်ကိုရှေ့မှာထားဥပမာပေါ့နော်ရှေ့မှာထားပြီးတော့တက်ကအသေးဆုံးဆိုတော့အငယ်ဆုံးကိုရေးမယ်၃ရေးမယ်၁၃၄၆၈ဆိုပြီးတော့အငယ်ဆုံးကဲကိုယူလို့ရတယ်။ဒါပေမဲ့ဆရာမတသမောက်ကိုရှေ့မှာမထားတော့ဘဲနဲ့သူ့ကိုတက်ကိုရှေ့မှာထားပြီးတော့တက်တက်မှာ၃ဟုတ်ပြီလားတက်တက်တက်မှာ၃၄၆၈အငယ်ဆုံးကဲကိုအဲ့လိုယူလိုက်။နောက်တစ်ခုဂိမ်းကပ်ပြား၆ခုလုံးသုံးပြီးတော့မှ၄၀၀အောင်ငယ်တော့ဂိမ်းများတွင်အကြီးဆုံးဂိမ်း အဲ့တော့သူ့ကိုဘယ်လိုရေးမလဲဆိုတော့၄00အောင်ငယ်တော့ဂိမ်းများတွင်အကြီးဆုံးဂိမ်းညီမချင်းဆိုပြီးတော့ရေးမယ်အဲ့တော့ဂိမ်းဒီ၄00အောင်ကိုငယ်ရအောင်မယ်ဒါပေမဲ့သူကအကြီးဆုံးဖြစ်ရအောင်မယ်တဲ့အဲ့တော့၄00အောင်ငယ်တဲ့ဂိမ်းက368တို့368တို့386တို့ အဲ့တော့400အောင်ခဲတဲ့ဂိမ်းထဲမှာအကြီးဆုံးနေ386ပဲဖြစ်နိုင်တယ်။အဲ့ဒါဆိုတော့ဆံမတော်အဲ့ဒါလေးရေးလိုက်မယ်386 6လုံးကိုကိန်းကပ်ပြ6ခုလုံးသုံးရမယ်ဆိုတော့ဒသမ3လိုက်မယ်386ဒသမ14ဒါမှမဟုတ်41ကြိုက်သလိုသုံး။သူကအကြီးဆုံးဖြစ်စေချင်တာဆိုတော့14သုံးလို့မရတော့41ကိုသုံးလိုက်မယ်။နောက်တစ်ခုကကိန်းကပ်ပြ6ခုလုံးအသုံးပြုပြီးတော့50ထက်ကြီးမယ်။50ထက်ကြီးသောဂိမ်းများတွင်အငယ်ဆုံးဂိမ်းမြင့်မြတ်ချင်း ကလေးတို့ကမိကုန်တွေကကူပါ50ထက်ကြီးသောဂိမ်းများတွင်အငယ်ဆုံးဂိမ်းဟုတ်ပြီ50ထက်ကြီးမယ်ဆိုတော့ဥပမာကျွန်တော်စဉ်းစားကြည့်လိုက်မယ်36 36ဆိုတာ50ထက်ငယ်တယ်ဒါဆိုရင်ယူလို့မရတော့50ထက်ကြီးမယ်ဒါပေမဲ့အငယ်ဆုံးဖြစ်ရအောင်မယ်အဲ့ဒီကြီး50ထက်ကြီးတဲ့ဂိမ်းတွေထဲမှာ68 68ကိုယူလို့ရတယ်ဒါကျွန်တော်တို့ခဏလေးအကြမ်းထဲမှာမှတ်လိုက်မယ်63 63လည်းယူလို့ရတယ်60နဲ့1 61လည်းယူလို့ရတယ် 64 64ရောယူလို့ရတယ်။ဒါဆိုရင်အငယ်ဆုံးကဘယ်လောက်လဲဆိုတော့61ကိုဆရာမတို့တွေ့သွားပြီ။90ထက်ကြီးတဲ့အထက်မှာအငယ်ဆုံးဖြစ်ရမယ်ဆိုတော့64ဒသမ68ဒသမ63ဒသမ61ဒသမဆိုပြီးတော့ဒသမတွေစဉ်းစားကြည့်တဲ့ဟာမှာ61ကအငယ်ဆုံးဖြစ်လို့ဆရာမတို့က68ဒသမဆိုပြီးယူလိုက်တယ်။အဲ့တော့ကျန်တဲ့ဂိမ်းနေရာပါလဲဆိုတော့10 4အဲ့တော့67ဒသမ3 4 8အ sorry တက်ကဒီမှာပါပြီဆိုတော့3 4 8အဲ့တော့90ထက်ကြီးတော့ဂိမ်းနေမှာအငယ်ဆုံးဂိမ်းရပါလဲဆိုတော့67.3 4 8နောက်တစ်ခုဂိမ်းကပ်ပြား6ခုလုံးအသုံးပြုပြီး62ထက်ကြီးမယ်63အောက်ငယ်တဲ့ဂိမ်းနေလို့ပါတဲ့ဟုတ်ပြီနော်အဲ့တော့ဆရာတို့ဒီမှာစာပြလို့ရင်းမလဲဆိုတော့62ထက်ကြီးပြီး63အောက်ငယ်တော့ဂိမ်းများအားလုံးညီမချင်း 62ထက်ကြီးပြီး63အောင်မြင်တဲ့ဂိမ်းကြီးအားလုံးအဲ့တော့သူကကိန်းကပ်ပြ6ခုလုံးကို30ချင်တာဆိုတော့ဆရာမတို့က62ထက်ကြီးတာဒီဘာဖြစ်လဲဆိုတော့ခုနကမှစဉ်းစားကြည့်တာ63ရှိတယ်အဲ့ဆိုရင်63ဆိုပဲရေးလိုက်တော့မယ်တသက်မှကျန်တဲ့ဟာတွေဘာတွေလဲဆိုတော့7 3 8 4 63တသက်မှ8 4 ဟုတ်ပြီနောက်တစ်ခုက63ဒသမ5ချက်ကိုငယ်အောင်မယ်ဆိုတော့ဒသမ5ရဲ့အောက်ကိုစဉ်းစားရမှာဆိုရင်နောက်တစ်ခုဒီ63ဒသမ14ချက်က48 48ဆိုပြီးမှတုံးလို့ရတယ်နောက်တစ်ခုက63ဒသမ14ရမယ်အဲ့တော့ရသလောက်အကုန်ရှင်းရုံမှာဟုတ်ပြီနော်နောက်တစ်ခုက48ရပြီ18ရပြီနောက်တစ်ခုဒီဘာရှင်းအောင်လဲဆိုတော့ တက်လေးရှေ့ရပြီလေးတက်ရှေ့ရပြီတက်ရှစ်လေးရပြီနောက်တစ်ခုလေးရှစ်တက်ရအောင်မ63တက်တမ4 8တက်ဟုတ်ပြီဒါပဲလေးခုရမယ် ဟုတ်ပြီလို့သူကဘယ်နဲ့ပဲကြားပဲဆို63သတ္တမ5ချက်ကိုငင်အောင်မယ်ဆိုတော့ဒီမှာသတ္တမ5ရဲ့အရှိမှလည်းရှိရမှာ63သတ္တမ3 4 63သတ္တမ4 8 63သတ္တမ3 8 63သတ္တမ4 8တဲ့ဒါပြီနော်ဒါဆိုရင်ဒါကဆမ်ဘရိုဒီအခန်းလေးပြန်လည်ချင်းခန်းကအကုန်ပြီးသွားပါပြီ ဟုတ်ပြီလားပြန်လည်လေးချက်ခံပါလေဗီဒီယိုကနှစ်ခုတည်းရှိတာပါအာနောက်ရဲ့ကြာရင်ဆီယမကအခန်း၅ကိုရှင်းပြပေးဖို့ကြိုးစားပါမယ်ဆီယမကဒီ network အခက်ခဲကြောင်းမို့ပေါ့နော်ဗီဒီယိုတွေရှင်းတော့မှတင်ဖို့ရန်အတွက်အရန်ကြာပါတယ်အားလေးတစ်ခုတော့နားလည်ပြီးစေချင်ပါတယ်နော်အဲ့တော့နားလည်ရင်လည်းဆီယမရဲ့ဆီယမတင်ပြတဲ့တင်ကြားမျိုးတွေတင်ကြားပေးတဲ့စာရင်းကိုနားလည်တဲ့ရှင်လည်း comment box မှာအားပေးခဲ့ပါအခုလိုအဆုံးအထိနားထောင်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်